အားလုံးဝမ်းမြင်လာပါဒီနေ့မှာတော့ကျွန်တော်မိခါရဲ့ကုမ္ပဏီရပြင်ဆင်ပေးနေတဲ့ကျွန်တော်လာမေးကွန်ဒိုခနလမာရှိရဲ့ပန်းဟောက်လေးကိုကျွန်တော်တို့ပြင်ဆင်ပေးနေရလေးကိုအသေးစိတ်လိုက်ပြပေးသွားပါမယ်ခုပြင်တာတော့ပြင်လေးပဲရှိသေးရပါတော့မပြီးသေးဘူးကျွန်တော်အထက်မှာဘာတွေလုပ်ပေးနေရလဲဆိုတာကိုကျွန်တော်တို့လိုက်ပြသွားမှာဖြစ်ပါတယ်အထက်ကိုသွားလိုက်ရမယ်ကျွန်တော်တို့ main အနေနဲ့ကတော့ကျွန်တော်ဒီပထမရှိရဲ့ ceiling တွေကိုကျွန်တော်ဖြတ်ချပြီးတော့ကျွန်တော်ဒီအပူကန်တက်တာအောင်လို့ကျွန်တော်ဖုန်းတွေထိုးပေးထားရပါတော့ မျက်နှာကြိုက်တွေရောလည်းပထမရိုးရိုးကြီးရင်ပြီးတော့မှကျွန်တော်တို့ပြန်ဖြုတ်ချပြီးတော့အခုဒီဇိုင်းဆွဲပြီးတော့အဲပြန်လဲပြန်လဲပြင်ဆင်ပေးနေရပဲဖြစ်ပါတယ်ဒီမှာဆိုလဲကျွန်တော်ဒီတန်ပန်းလေးတွေကျွန်တော်ပြုလုပ်ပေးထားပါသေးရပါတော့ဒီမျက်နှာကြိုက်ဒီဇိုင်းကတော့ကျွန်တော်ဒီ light ထွေးလုံးမလို့ရာထားပါဘော light ထွေးလုံးမလို့အပေါ်မှာအချိုက်နဲ့ light ထွေးလုံးမှာဖြစ်တယ်ဒီနှစ်ခွက်ကဒီခန်းထဲမှာဆိုလဲဒါကျွန်တော်ဂျက်ဆင်မုတ်ကတ်နေပြီပေါ့နော် ။ဒီမှာဂျစင်ဘုတ်ကတ်ထားတော့ SCG ဂျစင်ဘုတ်ကိုကျွန်တော်အသုံးပြုပေးထားပဲဖြစ်ပါတယ်။ဒီဘက်မှာတော့ဒီဇိုင်းတစ်ခုပါမယ် light tray နဲ့ဒီအောက်ကကရင်ချမှာပေါ့နော်။တော့ဒီနိုင်ရည်နေမှာလည်းကျွန်တော်တို့ကဒီဆေးတွေအကြအပြန်တုံးပါပေါ့နော်။ပြီးလို့ရှိရင်တော့ကျွန်တော်အခန်းထဲတော့ကြည့်မယ်ပဲဒီဘက်ခန်းထဲမှာ။ကျွန်တော်ဒီအခန်းထဲမှာဆိုရင်လည်းကျွန်တော်ကဒီမျက်နှာချက်ပေါ့နော်မျက်နှာချက်ကနှစ်ခွက်ဒီဘက်မှာဒီဇိုင်းရှိမယ် အာဘရန်ဝါရှိတဲ့မျက်နှာစိတ်တွေအကုန်လုံးကိုတော့ကျွန်တော်တို့ကဖြုတ်ချလိုက်တာပေါ့နော်အဓိကအားသာချက်အနေနဲ့ကတော့ကျွန်တော်ဒီဖုန်းတို့ပေါ့ဖုန်းကကြတော့ကျွန်တော်တို့ရဲ့ဒီအပူခံကိုလုံးလုံးလျှော့ချပေးရပေါ့နော်ဘရန်မအရင်တော့ဆိုရင်ကျွန်တော်ပူတာမနေနိုင်ဘူးပေါ့နော်အခုဆိုရင်ဖုန်းထိုးပြီးတော့ဒါအောက်ကမျက်နှာချက်တော့မပြီးသေးဘူးကျွန်တော်နေတာအဆင်ပြေတယ်ပေါ့နော်ဒီလုပ်ဆိုင်ကအဆင်ပြေတယ်ကျွန်တော်တို့အပြင်နေမှာဆိုရင်လည်းဒါမျက်နှာချက်အဝဲတွေမျက်နှာချက်တွေလုတ်ပေးထားတယ်ပေါ့နော်မျက်နှာချက်ရှိမယ်ပြီးတော့ sun shade ရှိမယ် sun shade ကိုတော့ကျွန်တော်တို့ကဒီမှာအဲ ိုလင်ကာဗွန်လိပ်ပေါ့နော်ဒီကာဗွန်လိပ်ကိုအမိုးအမိုးပြအနေနဲ့အသုံးပြုပေးမှာပဲဖြစ်ပါတယ်ဗျဒီ cycle လေးကိုကျွန်တော်ပြီးသွားရင်လည်းအချောထပ်ပြီးတော့တင်ပေးပါမယ်ကျေးဇူးတင်ပါတယ်နိုင်လင်းတော့ပါ Mega Art Construction and Decoration